ကဲမင်္ဂလာပါညီကိုတို့ရေမင်္ဂလာပါဗျကဲမင်္ဂလာပါ brother တို့ရေ gobi page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာနော်အဲ့တော့ကျွန်တော်ထုံးစံတိုင်းဒါစနေတနေ့ကနေအပတ်လေးရောက်ရှိလာပါပြီဆိုတော့နောက်တစ်ပတ်ကတော့ကျွန်တော်ဒါဟိုပါပေါ့အာ nation league ဝင်မယ်ပေါ့လीနော်အဲ့တော့နိုင်ငံအသင်းတွေပြန်ဝင်มาဖြစ်တဲ့အတွက်ဒါဒီတစ်ပတ်စနေတနေ့ကနေရတော့ဒါနည်းနည်းနောက်ဆုံးအနေနဲ့ပေါ့နော်ဟို သွားမယ်အနေထားပါပြီးရင်ကျွန်တော်တို့နိုင်ငံပွဲလာမယ်ပြီးမှပရီးမီးယားလိပြန်လာမယ်အနေထားလေးပါเนาะအဲ့တော့မင်္ဂလာပါဗျအဲ့တော့ဒီနေ့ကတော့အရန်ကြီးပွဲကောင်းတဲ့ပွဲမျိုးတော့မရှိဘူးပေါ့လေเนาะမနေ့ပြန်တော့ကျွန်တော်အာဆင်နယ်နဲ့အာကြီးနဲ့ချက်ဆီနဲ့အဲပွဲရတော့မနေ့ပြန်ပိုကောင်းမယ်ပေါ့เนาะဒီနေ့ကတော့နည်းနည်းလေးကြည့်ရအမကောင်းပဲပြောရမှာပေါ့เนาะ City ကလည်းဒါ Brighton နဲ့တွေ့ရမယ်ဆိုတော့တခြားအရန်ကြီးကြည့်ကောင်းစရာပွဲမျိုးတော့မတွေ့ဘူးပေါ့လေเนาะအဲ့တော့မနေ့ပြန်ပါပဲကျွန်တော်တို့ဒါအာဆင်နယ်နဲ့ချက်ဆီကတော့ကြည့်ကောင်းမယ်ထင်ပါတယ်အဲ့တော့ခဏနေတော့ကျွန်တော်တို့စပါမယ်ဆိုတော့ဒီနေ့ကတော့အစောပွဲက အဲမောင်းနေရတပွဲပဲပါမယ်ပေါ့နော်ဆယ်တာဗီကိုနဲ့ဗယ်လာဒိုလက်ကကျွန်တော်တို့ဒါခွနနာရီခွဲမှာကံမယ်ဆိုတော့နောက်တနာရီကြော်ကြော်လောက်နေရင်တော့ကံမှာပေါ့လीเนาะအဲ့တော့အဲအဲ့ရတပွဲပဲပါမယ်ဇန်နာရီကနောက်ကြပွဲတွေများပါတယ်เนาะအဲ့တော့ဒီနေ့ကတော့ကျွန်တော်ဒီနေ့ဒါတချောင်းတဲ့ပွဲ၅ပွဲရွေးချယ်ထားပါတယ်အဲ့ဒီမှာနှစ်ဆ၃ပွဲပါပါတယ်ရွေးရွေးပွဲ၂ပွဲပါပါတယ်เนาะအဲ့တော့၄သမောင်းကတော့မောင်းတင်နဲ့မောင်းနဲ့လေနေ၄သမောင်းနှမောင်းလေးထပ်ပြီးတော့ရွေးချယ်ထားပါတယ်မင်္ဂလာပါ brother တွေအသေးလေးဓမ္မတွေတယောက်တစ်ချက်လောက်ကုညီပြီးတော့နှိပ်ပေးကြပါအောင်ဗျာเนาะကျေးဇူးများကြီးတင်ပါတယ်ဗျအဲ့တော့ဘယ်ပွဲလေးတွေများ brother တို့ကြိုက်ကြလေဗျာเนาะလောက်ကြပါအောင်เนาะ ပဲပွဲလေးတွေကြိုက်လေးပြ brother ဟိန်းစောနိုင်မင်္ဂလာပါဇော်ဘူးမင်္ဂလာပါထက်မြက်အောင်မင်္ဂလာပါဝေလင်းထွတ်မင်္ဂလာပါ PWZ YouTube channel မင်္ဂလာပါအောင်အောင်ဦးမင်္ဂလာပါ brother ကြီးအောင်ခန့်လွင်မင်္ဂလာပါလန်ဒါလွင်မင်္ဂလာပါအဲဇော်ဇော်99တိုင်းမင်္ဂလာပါဇော်သူထေးဇော်သူထေးမင်္ဂလာပါရဲကိုကိုမင်္ဂလာပါဗျ MKD MKD မင်္ဂလာပါဇော်ထွန်းတိုင်းမင်္ဂလာပါဗျအဲတုတ်ကြီးမင်္ဂလာပါဗျဆိုးဆိုးမင်္ဂလာပါမြန်မာမင်္ဂလာပါဦးဝင်းလိုက်မင်္ဂလာပါဆိုးလက်မင်္ဂလာပါဟိန်းစော်ဦးမင်္ဂလာပါဗျအဲ least ဘလို့ဘသဘောရလဲသုံးသက်ပြပါဦး least ဘွဲတော့ကျွန်တော်ရှောင်းနေဗျနည်းနည်းလေးကြီးရလीဟိုပြောမယ်တလုံး တစ်ဆယ်နှစ်ဆယ်ရှုံးလောက်ကတုံးမရရင်တော့မှအရန်ကြီးဟိုအစင်မပြေလောက်တဲ့အနေထားဆိုတော့ကျွန်တော်အိုက်ပွဲလေးတော့ရှောင်းသားပါတယ်နော်ဘရဒါမောင်ချစ်မင်္ဂလာပါပြီဆုံးမင်္ဂလာပါအောင်ကိုမင်းမင်္ဂလာပါဘရဒါရဲ့ဟင်းစော်နိုင်မင်္ဂလာပါဗျာ အဲတာလွန်ထက်မင်္ဂလာပါဇင်ဘူအောင်မင်္ဂလာပါထူးရှယ်မင်္ဂလာပါဗျရှိုင်းလေးမင်္ဂလာပါအဲဂျိုးမင်္ဂလာပါ MKD MKD မင်္ဂလာပါတတ်ထူးအောင်မင်္ဂလာပါ NG ပိုမင်္ဂလာပါဆက်ဆူလိုပွဲလဲကျွန်တော်ရှောင်းပါတယ်ဆိုတော့ဂျေးကတော့မိုက်ဒါပေမဲ့ဆက်ဆူလိုကအစင်းနဲ့ကပီဇာအသင်းနဲ့ကခုနှစ်မှတ်လောက်ပြတ်နေတဲ့အနေအထားမျိုးဖြစ်တာကြောင့်နည်းနည်းလေးလုံပွဲတော့ကစားလို့ရာသေးတဲ့အနေအထားမျိုးပေါ့နော်ဒါပေမဲ့ဂျေးရကဆက်ဆူလိုဂျေးကလည်းပဲတရားရှုံးဝင်ရုံးမှာအောင်တော့အောင်နိုင်ပါတယ်ဒါပေမဲ့လက်ရှိဆက်ဆူလိုကပြီးခဲ့တဲ့ပွဲမှာလည်းသေပွဲနဲ့ပဲအဆုံးသတ်ထားတာကြောင့်နည်းနည်းလေးတော့ဆက်ဆူလိုပွဲကရှောင်းသင့်တယ်လို့ပဲကျွန်တော်တော့မြင်ပါတယ်နော်မကြိုက်ဘူးဗျဆက်ဆူလိုဒီဘက် က်ကျွန်တော်ရှောင်းပါတယ် brother ဖြူဖြူမင်္ဂလာပါ fan go မင်္ဂလာပါအာကာမင်္ဂလာပါ zor san အဲ zor san လွင်မင်္ဂလာပါဖုံဖုံမင်္ဂလာပါအောင်လေးမင်္ဂလာပါ ng po မင်္ဂလာပါဗျနာမည်ခေါ်ပေးတဲ့ထွန်းလင်းဦးမင်္ဂလာပါ brother ရေ brother အောင်ဖြိုးဆောင်မင်္ဂလာပါသူရိမင်္ဂလာပါချမ်းမြအောင်မင်္ဂလာပါချစ်ကိုမင်္ဂလာပါဖန်နဘီမင်္ဂလာပါဖြူဖြူမင်္ဂလာပါအဲပြောပါလေဟောအောင်ကိုမင်္ဂလာပါချစ်ကိုမင်္ဂလာပါဖန်နဘီမင်္ဂလာပါပုံပုံမင်္ဂလာပါရှိုင်းဝနအောင်မင်္ဂလာပါအောင်မင်းမင်္ဂလာပါအဲဇင်ဘူအောင်မင်္ဂလာပါဘိုင်ယန်ဘလူလဲတဲ့ဘိုင်ယန်ကတော့အဓိကဟိုလိုင်းရပဲကြည်ပါနော်နည်းနည်းလေးလေးပွဲပန်းနေတဲ့အချက် နည်းနည်းလေးထက်သွင်းစဉ်းစားမယ်အနေထားပါဆိုတော့လာမယ်ပွဲကဒီနောက်တစ်ပတ်ကလည်း ACC အနားရထားတာမလို့ကလပ်လိတီကတော့ဒီပွဲ နောက်ဆုံးဒါ Inter Arena နဲ့ကမ်းမဲ့အနေထားလေးလည်းရှိနိုင်ပါတယ်เนาะ โอเคပါဗျာโอเคအဲ့တော့ကျွန်တော်တို့စလိုက်အောင် brother ကြီးเนาะအဲ့တော့ let's go ပါဆိုတော့အသေးလေးလက်မလေးတောက်ချက်လောက်ကူညီပြီးတော့နှိပ်ပေးကြအောင် brother ကြီးကျေးဇူးများတင်ပါတယ်ဗျာအဲ့တော့ဒါ wine spot မှာဆောက်ခြင်းနဲ့ brother ကြီးအနေနဲ့လေဒါ wine spot promo code ဖြစ်တဲ့ gb777 အသုံးပြုရလေ100% bonus တွေရယူနိုင်ပါတယ်အသေးစိတ်သိရှိလို့ပါကသူတို့ရဲ့ application သို့မဟုတ် wine spot မြန်မာ facebook page ကိုလည်းတွားရောက်ဒါအသေးစိတ်သိလို့ရတယ်မြင်ပြလို့ရပါတယ်အဲ့တော့ let's go ပါ brother ကြီးအဲ့တော့ကျွန်တော်ဒီနေ့ဒါ premier league လေးပဲစပြီးပြောပေးပါမယ်အဲ့တော့အဲ့ဒီမှာ man city နဲ့ကျွန်တော် brighton ပွဲကနေစပါမယ် man city ဘက်က တစ်လုံးကို90ပေါင်းပေးပြီးတော့သုံးလုံး20ရုံနဲ့ဖွင့်ထားတယ်ဆိုတော့ပထမအကြော့ကျွန်တော်တို့ Brighton အိမ်ခွင်းမှာ Premier League ပထမအကြော့ကို Man City အဝေးခွင်းကနေအဲတုန်းကပေးခဲ့တဲ့ကြီးကကျွန်တော်တို့တစ်လုံး90ပေါင်းသူတို့ပေးခဲ့တာပါ2-1နဲ့ Man City ကပထမအကြော့မှာရှုံးထားတယ်ဆိုတော့ပထမအကြော့တစ်လုံး90ပေါင်းဖြစ်တဲ့အတွက်ဒုတိယအကြော့ City အိမ်ခွင်းမှာ CD ဘက်ကနေတလုံး90ရုံပေးရမှာဖြစ်ပါတယ်အဲ့တော့တလုံး90ရုံပြင်းနေဆိုရင်တော့မှတလုံးသေးလောက်တော့ out ဖြစ်တော့ပေးတဲ့နယ်လို့ယူဆတယ်ဒါကိုတလုံး90ပေါင်းမဲ့အိမ်ဝင်မှာပြန်ပေးတဲ့အနေအထားကြောင့် CD တို့တိုင်ပတ်သွားနိုင်ပါတယ် နိုင်ရင်တော့မှအရင်ကြီးဂိုးပြတ်နိုင်မဲ့ဂျေးမျိုးတော့မဟုတ်ဘူးပေါ့လေဆိုတော့တမိုင်းတစ်လျှောက်မန်စီးတီးအိမ်ကွန်းမှာလည်း Brighton ကိုပေးတဲ့ဂျီးတွေကိုပြန်ကြည့်ရရင်အိမ်ကွန်းမှာအနိုင်ဆုံးဂျီးဟာတလုံးတေအဲတလုံးတရာရှုံးဂျီးဖြစ်ပါတယ်ဒါကအနိုင်ဆုံးတော့ဆိုတော့နှလုံးတေနှလုံးတရာရှုံးနှလုံး50ပေါင်းလိုရီပေးခဲ့ဘူးတာကြောင့်တမိုင်းတစ်လျှောက်မှာအခုတလုံး50ပေါင်းဆိုတဲ့ဝင်ရောကအရင်ကြီးပျော့လွန်ပါတယ်ဒါပေမဲ့2018ဒီတမိုင်းတစ်လျှောက်အိမ်ကွန်းတောက်လျှောက်စီးတီးအိမ်ကွန်းမှာအိမ်ခံပွဲဘူးတဲ့ပွဲတိုင်းတော့ တည်တပွဲမှာမရှိကြတာတွေ့ရတယ်။တောက်လျှောက်နိုင်ပွဲတွေပဲဖြစ်ထားတယ်။ဒါကထူးခြားတဲ့အချက်ပါ။ဆိုတော့ CD ကနေရလားဆိုတော့လက်ရှိအနေအထားအရ Northern Forest ကိုတော့မှနော်အဝေးဘက်မှာ1-0နဲ့ရှုံးထားတဲ့ရလတ်မျိုးအရတစ်ဖက်ကခြေပြန်တက်နေတဲ့ Brighton အသင်းမျိုးကိုဒီနေ့ဘက်မှာဒုက္ခတော့ရောက်သွားနိုင်တယ်ပေါ့လေနော်။အဲ့တော့ နိုင်တော့မှအရင်ကြီးကိုပြတ်မဲ့ဘွဲမျိုးမဟုတ်ဘူးနောက်တစ်ချက်ကတလုံး3အဲတလုံး90ပေါင်းမှာတလုံး20ရုံးဆိုတော့ကိုပေါင်းဝင်ယူကြောင်းတေချာဘောက်ကို brighton က900ရပါလိမ့်မယ်အဲ့တော့လက်ရှိ boarding ကြီးလည်းပြင်းနေရကြောင်းအေးစေးဒီဘွဲကတလုံး20ရုံးရ boarding news ကို1-1ကနေအနေဆုံးစမယ်ကြီးဖြစ်ပါတယ်တစ်ဖက်က brighton ကိုရှောင်မဲ့အချက်တစ်ချက်ပဲရှိတယ်နောက်ဆုံးပြိုင်ပွဲဆုံး6ပွဲဆက်တပါနော်ဂျေးအောင်ထားတယ်ဒါကြောင့်ဒီဘွဲမှာဒီနေဘွဲမှာ brighton ကြီးကြပြီးတော့ cdg အောင်နိုင်ပါတယ်ဒါကြောင့် body ရွေးမယ်ဆိုရင်တော့နည်းနည်းလေးတိုင်ပတ် တိုင်ပတ်မဲ့အနေအထားမျိုးပါအဲ့တော့နှစ်သင်းစလုံးကတော့လက်ရှိဒီခံစစ်ကပေါက်နေတဲ့အသင်းမျိုးတွေဖြစ်တယ်ဆိုတော့တစ်ဖက်မှာ CD မှာလည်းအဓိကခံစစ်မှုတွေဒါဒဏ်ရာရနေတဲ့အနေအထားမျိုးပါတစ်ဖက်ကတိုက်စစ်ပိုင်းပြန်ကောင်းနေတဲ့ Brighton နဲ့နော်တကူကတော့ AC 11ကတော့နှစ်သင်းစလုံးရနိုင်တာကြောင့်ကျွန်တော်ဒီပွဲလေးတော့ CD Goal ပဲယူချထားပါတယ် CD Goal ဖြစ်ပါတယ် Okay အဲ့တော့နောက်ပွဲကတော့ဒီနေ့အကြိုက်ဆုံးဖြစ်တဲ့ Northern Forest နဲ့ Ipswich Town ပွဲဖြစ်ပါတယ်။ Ipswich Town အိမ်ကွက်မှာ Northern Forest ကနေအဝေးဝန်းကနေ level တရာရှုံးပေးထားပြီးတော့ ၃လုံး80ပေါင်းနဲ့ကာထားတယ်ဆိုတော့ပုံမှန်အားဖြင့်အိမ်ခွင်းအနေနဲ့အပေါ်သင်းအနေနဲ့အိမ်ခွင်းမှာလည်းပဲတရာရှုံးကိုနှလုံးတရာရှုံးဝင်ဝင်နဲ့ပိတ်တယ်ဆိုရင်တော့အိမ်ခွင်းကအသင်အပေါ်သင်းကတိုင်ပတ်သွားနိုင်တာများတယ်အဝေးခွင်းကကိုးရတာများတယ်အခုဟာက Northern Forest အနေနဲ့အဝေးခွင်းအပေါ်သင်းအနေနဲ့အိမ်ခွင်းကိုလည်းပဲတရာရှုံးပေးပြီးတော့မှ ကိုမောင်ဝင်ရိုးကြီးနှလုံးတရာရှုံးနဲ့ပြန်ကာထားခြင်းဖြစ်တဲ့အတွက်ဒီပွဲမှာ Aceway တောင်ဘလို့မှရလတ်ကောင်းစရာအကြောင်းမရှိဘူး Northern Forest ရလတ်ကောင်းနိုင်ပါတယ်အဲ့တော့အဲခြေကိုကြည့်ရရင်တော့ဒီကြီးကပျော့ပါတယ်ဘာလို့ပထမအကြော့မှာ Northern Forest အသင်းဟာဒီ Aceway အသင်းကို Northern Forest အိမ်ကွန်းမှာပထမအကြော့ပေးခဲ့တဲ့ကြီးဟာကျွန်တော်တို့တလုံး90ပေါင်ဖြစ်ပါတယ်အဲ့တော့ဒါက Premier League เนาะဒုတိယနောက်ဆုံးပေးခဲ့တာက FA Plus ဖြစ်ပါတယ် FA Plus တော့ လားပွဲဖြစ်တဲ့အတွက်ကြီးပူပြင်းတယ်တလုံး90ရုံအောင်ဆုံးပေးခဲ့တယ်ဝမ်ဝမ်နဲ့ပဲပွဲပြီးခဲ့တာကြောင့်ပရီးမီးယားလိဂ်ကိုပဲပြန်ကြည့်ရရင်ပရီးမီးယားလိဂ်အိမ်ဝင်းမှာနောက်ဆုံးဒီရာသီပေးခဲ့တဲ့ကြီးကတော်တော်ဒီ Northern Force အနေနဲ့တလုံး90ပေါင်ပေးခဲ့ပြီးတော့ 1C နဲ့အောင်ခဲ့တာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ဘက်မှာ Northern Force အနေနဲ့အဝေးဝင်းမှာ level 90ရုံပဲပေးရမယ်အစား level တရာပြင်းရှာနေခြင်းအဖြစ်เนาะလက်ရှိဒီရာသီရဲ့ပရီးမီးယားလိဂ်တိုက်တဲ့ top 4ဝင်ဖို့အရာ ဒါတေချာပေါက်ဒီ switch down C ကနေသုံးမမရရအောင်ယူမဲ့အနေထားလေးဖြစ်ပါတယ်အဲ့တော့ switch down ကိုကြည့်ရရင် switch down ပြီးခဲ့တဲ့ FA flower ဘွဲမှာ northern forest ကိုတည်ကြခဲ့တာဟာ switch down ကောင်းလို့တော့မဟုတ်ဘူးဗျအဲတုန်းက northern forest ကအရင်လူစင်းနဲ့ပဲပွဲထွက်ပြီးတော့ guess why တို့က minute 60ကျော်မှသာဝင်လာတယ်အဲ့ဒါအဲ့အဲ့တုန်းကအဲ့လိုဝင်လာတာကလည်းပြီးခဲ့တဲ့ဒီဒီ city net ရှင်ပြိုင်ဖို့အတွက် northern forest ကတမင်ဒါ line up ခြံခြံလက်ခဲ့တဲ့အနေထားကြောင့်တို့ဒါ minute 90ရဲ့မှာတည်ရသွားခြင်းသာဖြစ်ပါတယ်ဒါကြောင့် အခုအနေအထားအရ124ဝင်ဖို့အတွက်ကတော့ဘလို့ပဲဖြစ်ဖြစ်တော့ Switch down ကို ဟို Northern Forest ကတော့နိုင်ပါပဲဗျာအဲ့တော့380ဘောင်းရာကတော့အဲဟိုဘယ်လိုပြောမလဲ is switch down အနေနဲ့ကိုးရခြင်းမှာရလိမ့်မယ်ဒါပေမဲ့380ဘောင်းမှာ level တရာရှုံးဝင်ရောကြောင့် Northern Forest တေချာဘောက်ကိုကိုးရမယ်ဗျာအဲ့တော့ဂျေးရရှင်ကြီးရရင်လည်းဒီဟာဒီ is switch down အိမ်ခွင်းမှာနောက်ဆုံး Northern Horse Bar အဝေးဝန်းကနေပေးတဲ့ဂျီလေဒါ level တရာရှုံးပဲ1 4နဲ့အောင်ပါတယ် Brighton ပေးတဲ့ဂျီလေ level တရာရှုံးဂျီပဲเนาะသူလည်း Z2 နဲ့အောင်ပါတယ်ဆိုတော့ Newcastle လည်း350ဘောင်း Z4 နဲ့အောင်တာကြောင့်အခုပေးတဲ့ဂျေးရ Northern Forest ပဲနိုင်ဖြစ်ဖို့များပါတယ်နောက်တစ်ချက်က Northern Forest ဘက်ကပြန်ကြည့်ရရင်လည်း Northern Forest ကဒီ ရသည့်အဝေးဝန်းကနေခြေပေးတဲ့အသင်း2သင်းပဲရှိပါတယ်အဲ့ဒါကတသင်းကတန်းစင်းတော့ Leicester City အိမ်ခွဲမှာ level 50ရှုံးကျွန်တော်တို့ပေးခဲ့တယ်1 3ဆိုတဲ့ရလဒ်မျိုးပေါ်ခဲ့ပါတယ်နောက်တစ်ပွဲကတော့ကျွန်တော်တို့ဒီနေ့အဲ Wolverhampton ပေါ့နော် Wolverhampton အိမ်ခွဲမှာတရသည့် level 100ရှုံးပေးတယ်ဇီး3နဲ့အောင်ခဲ့တာကြောင့်အခုလည်းထပ်ပြီးတော့ဒါတန်းစင်းစုံက ဒါ switch down အသင်းကို level တရားရှုံးကြည့်ရတော့ AACC ပဲ Northern Forest တွေအောင်မယ်ထင်ပါတယ်เนาะအော်ဒီနေ့သုံးစာပွဲကတော့ကျွန်တော်ဒါ Northern Forest body ဖြစ်ပါတယ် Northern Forest body ပါ Okay အဲ့တော့နောက်တစ်ပွဲကကျွန်တော် Wolverhampton နဲ့ စောက်တန်းပေါ့နော်အဲ့တော့ဒီပွဲကတော်တော်လေးအရေးကြီးတဲ့ပွဲပေါ့အဓိကကဝူဗမ်တန်အတွက်ကောစောက်တန်းအတွက်ကောအရေးကြီးဆုံးပွဲပါဘာလို့လဲလက်ရှိအနေအထားအရစောက်တန်းကတော့တန်းဆင်းသွားရဖို့တော့များသွားပါပြီနော်ဘာလို့ဆိုတော့တို့တွေကပရီးမီးယားလိမှာအဆိုးဆုံးအသင်းဖြစ်နေတယ်ရမှတ်6မှတ်ပဲရသေးတယ်နော်28ပွဲကံပြီးသွားပြီဆိုတော့လက်ကျန်က10ပွဲပဲရှိတော့တယ်ဗျာအဲ့ဒီထဲမှာအသင်းကြီးတွေကပါသေးတယ်ဆိုတော့တစ်ဖက်မှာဝူဗမ်တန်က တန်ဆင်းဆောင်ရောက်ပေမဲ့အဆင့်ဆက်ခွန်မှာသူတို့က23မှတ်နဲ့ရက်တည်နေတာအဲ့တော့အကယ်၍များဝူဗာဟမ်နာက23မှတ်ကို26မှတ်ဖြစ်သွားခဲ့ရင်ဆောက်တန်းသွားပြီเนาะဘယ်လိုမှ တက်လို့ရမှာမဟုတ်တော့တော့ဘယ်လိုပဲဖြစ်ဖြစ်တော့လက်ရှိအနေထားမျိုးတွေကဆောက်တဲ့ကတန်းတော်ဆင်းသွားရပြီဒါပေမဲ့ဂျေးကိုကြည့်ရရင် level 80ရှုံးဆိုတဲ့ဂျေးဟာ Wolverhampton တကယ်ကြီးရုံးမဲ့အနေထားမျိုးဖြစ်နေတယ် Wolverhampton ရဲ့အောက်မှာဒီနေ့ Ipswich Town ရှိတယ် Ipswich Town က Northern Forest ကိုရှုံးအောင်မှာအဲ့တော့သူ့အောက်က Leicester City ကလက်ရှိအနေထားရဒါရုံးလာနိုင်တယ်ဆိုတော့ဒီဘွဲမှာ Wolverhampton ဆောက်တဲ့ကိုနိုင်လိုက်နိုင်ရင်တော့ပို့ပြီးတော့စစ်ဖြစ်သွားမယ်အနေထားမျိုးဖြစ်ပါတယ်အဲ့တော့ဂျေးကကျွန်တော်ပြန်ရှင်းကြည့်ရရင်ဒီနှစ်သင်းရဲ့ပထမအကြော Wolverhampton အိမ်ခွင့်မှာ level 100ရှုံးပထမအကြော်မှာပေးခဲ့ပါတယ်နှစ်ကိုးပြန် ဲ့ဆောက်တန်းကိုနိုင်ခဲ့ပါတယ်။ဒါကြောင့်ဒီနေ့ပွဲမှာ Wolverhampton ကအဝေးဝန်းကနေဒဲဂျီပဲပေးရမှာဖြစ်ပါတယ်။ဒါကိုလည်းပဲ80ပေးထားတယ်ဆိုတော့ကအိမ်ဝင်းမှာတော့ level တရာချုံးဆိုရင်အဝေးဝန်း level တရာချုံးကတော့အရန်ကြီးပြင်းလွန်နေဗျ။နောက်တစ်ချက်ကကွန်ညာမပါဘူးပေါ့နော်။အဓိကဒီနေ့ရဲ့ Wolverhampton ရဲ့တိုက်စစ်အသက်သွေးကြောကဒါကွန်ညာမပါတဲ့အနေအထားမှာအနီကန်းနဲ့ပွဲပယ်ထားတဲ့အနေအထားမျိုးမှာ Wolverhampton တိုင်ပတ်သွားမှာပဲကျွန်တော်စိတ်ပူတာ။ဒါကြောင့်ဒီဘက်ကိုကျွန်တော်ရှောင်လိုက်ရခြင်းဖြစ်ပါတယ်။အစကကျွန်တော် 2star အနေနဲ့ရွေးရုံမလို့ပဲ။အဲ့တော့လက်ရှိအနေအထားကြီးချမ်းတဲ့ကစားသမားတွေဝိုင်းချမ်းတို့ဒီဒီ လာဇန်တို့အုပ်စုတော်ရှိတယ်ဗောနော်ဘယ်လဂရိတ်တို့ခြေစောင်းကောင်းတော်တော့မှန်ပါတယ်ဒါပေမဲ့ကိုညာမပါတဲ့အနေထားကတော့ကျွန်တော်ဝူဗမ်နာအဝေးဝန်းကိုတိတ်တော့မယုံရဲဘူးဗျာအဲ့တော့လက်ရှိအနေထားအရာကတော့ဆောက်တန်ကတော့ဒိုးရုပ်ပေါက်ကန်စစ်ကတော့ပေါက်နေတယ်ဖယ်သိမ်းလာလာရှုံးနေပါတယ်အဲ့တော့တစ်ဖက်ကဝူဗာဟမ်တန်က အခြေစွမ်းနည်းနည်းလေးကောင်းတော့ကောင်းဒါပေမဲ့တေးပွဲအနေငယ်များနေတဲ့အချမ်းချောင်းကျတော့ဒီပွဲလေးတော့ရှောင်းလိုက်ရခြင်းဖြစ်ပါတယ်ဆိုတော့ဂူပေါင်းကြီးနှလုံးတရာရှုံးဆိုတဲ့ဂျေးအရာကလည်းစောက်တရန်ကိုးရမယ်အနေဒါမျိုးဖြစ်နေတဲ့အတွက်နော်နည်းနည်းလေး risk များတာကြောင့်ကျတော့ဒီပွဲလေးတော့ Wolverhampton ဟိုမိနစ်90ရင်းတော့အရှုံးမရှိနိုင်ဘူးလို့ယူဆတယ်ဒါကြောင့်ဒီပွဲလေးတော့ကျတော့28 double chance Wolverhampton ပဲကြိုက်ပါတယ်နော် okay အဲ့တော့နောက်ဆုံးပွဲကတော့ကျတော့ဘုံမောင်းနဲ့ Brentford ပွဲလေးဖြစ်ပါတယ်ဒီမှာကဘရန်အဘုံမောက်အိမ်ဝင်းမှာဘုံမောက်ဘက်ကတလုံး90ပေါင်းကိုတလုံး60ရှုံးနဲ့ပြန်ကားထားပါတယ်အဲ့တော့ဒီနှစ်သိန်းရဲ့ပထမအကြော်တော့က Brandford အိမ်ကွင်းမှာဒဲဂျီပေးတယ်3-2နဲ့အောင်ပါတယ်ဆိုတော့ Brandford နိုင်ခဲ့တယ်ဒဲဂျီကဒါ3-2နဲ့ Brandford ကနိုင်ခဲ့တာကြောင့်ဒီနေ့ဘက်မှာတကယ်တမ်းပေးတဲ့ဂျီကဘုံမောက်ဘက်က level တရားရှုံးပေးရမှာဖြစ်ပါတယ်ဒါကိုတလုံး90ပေါင်းပေးတယ်ဆိုတော့ကဘုံမောက်ရဲ့လက်ရှိဒီဟာဒီရဲ့ Garner Fong အရန်ကောင်းနေတဲ့အိမ်ကွင်းအားသာဂျာဂျောင်းဖြစ်တယ်လို့ကျွန်တော်ကယူဆတယ်တလုံး90ပေါင်းဝင်ရုံးမှာ3လုံး60ရှုံးဂိုးပေါင်းကြီးနဲ့ပြန်ကားထားခြင်းဖြစ်တဲ့အတွက်နှစ်သိန်းစလုံးအေးအေးဆေးဆေးဂိုးရပါလိမ့်မယ်ဒါပေမဲ့ Body G တလုံး90ပေါင်းဝင်ရုံးဖြစ်နေတဲ့အတွက် ်အရန်ကြီးကိုပြတ်ချိမဲ့နိုင်မယ်ပွဲမျိုးတော့မဟုတ်ဘူးအခက်မသိရင်တီးကြသွားနိုင်တဲ့အနေအထားမျိုးဖြစ်ပါတယ်အဲ့တော့မနစ်ကကျွန်တော်2024တုန်းကဘုံမောက်အိမ်ခွင်မှာဘုံမောက်ဘက်က level တရာရှုံးထိပေးပြီးတော့1 2နဲ့ပဲ Brandford ကအနိုင်ရသွားခဲ့တယ်ဆိုတော့ဒီလိုမျိုးဟိုအနေအထားလေးဖြစ်ကောင်းဖြစ်သွားနိုင်တယ်ပေါ့လေအဲ့တော့ဒီဘက်မှာကြောက်စရာက2 1 1 2တပေါက်ပဲရှိတယ်ဗျအဲ့တော့ ဘုံမောက်ကလက်ရှိတိုက်စစ်ကတော့လုံးဝမလျော်သေးဘူးအဲ့တော့ဒါပေမှသူတို့ရဲ့အဓိကတိုက်စစ်မှုဒီပြန်ပါလာတဲ့အနေဒါပေါ့နော်ဆိုတော့လက်ရှိအနေထားအရာကတော့ဒီ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 နောက်ဆုံးဘက်ကဒေါနာဟော့စပါတင်းကိုတူးတူးနဲ့ကန်နေဘူမာမန်ကို1-1ဆိုတော့တောက်လျှောက်ကဘိုဒင်းနုစကိုးတွေတောက်လျှောက်ဖြစ်ထားတဲ့အနေထားမျိုးဖြစ်ပါတယ်အဲ့တော့ဒီဘရန်ဖို့ကတော့အဝေးဝန်းတရာသည်ခန်းစစ် ပေါက်တာများတယ်အဲ့တော့နောက်ဆုံးပွဲကတော့ဒါဟိုချီစွမ်းနိုင်တဲ့အသင်းအနေနဲ့ပဲနောက်ဆုံး၄ပွဲဆက်တော့ရင်ဆိုင်ထားရတယ်လက်စတာနော်ဇီ4နဲ့နိုင်တယ်ဆောက်တန်ကို Z5 နဲ့နိုင်တယ်ဒါပေမဲ့အိုက်ပွဲတွေရှေ့မှာပြန်ကြည့်ရရင်တော့ Bolton Lux ကိုဖြစ်တာတော့များတယ်ဗျအဲ့တော့ဒီလိုမျိုးနေသားမှာ390ရှုံး G အရာကတော့ကျွန်တော်ဒီပွဲလေးတော့ဘုံမောက်9ပေါ်ပဲဒီပွဲလေးကြိုက်ပါတယ်ဘုံမောက်9ပေါ်ဖြစ်ပါတယ် Okay အဲ့တော့ Everton နဲ့ West Ham ပွဲကတော့ကျွန်တော်ရှောင်ပါတယ်အဲ့တော့လက်ရှိ Everton နဲ့ West Ham မှာ Everton အခြေကအရင်ကြီးပြင်းတယ်ဗျ level 80ရှုံးဖြစ်နေတယ်နှလုံး30ရှုံးနဲ့ကာလာတယ်ဆိုတော့ level 80ရှုံး everton လို့အသင်းကပေးပြီးနှလုံး30ရှုံးနဲ့ပြန်ကားထားတယ်ဆိုတော့ west ham ကကိုးရမယ်အနေထားတော့မရှိဘူးဖြစ်နေတယ်အဲ့တော့လက်ရှိကတော့ west ham ရဲ့အရင်နီးပြဒီ david moyes က everton ကိုကင်တွယ်မှာဖြစ်ပါတယ်ဒါကြောင့်တစ်ဖက်က west ham ကနော်ဟိုကစားသမားအားလုံးအထာကိုတော့နော် david moyes သိလိမ့်မယ်ထင်ပါတယ်ဒါကြောင့်လဲကြေးမျိုးပြင်းနေတာဖြစ်ပါတယ်ပထမအကြော်တော့ကကျွန်တော်ဝက်ဆန်အင်ခွင်မှာပထမအကြော်ကို level တရာချုံဝက်ဆန်ကပေးပြီးတော့ဈေးစီးနေပဲပွဲပြီးခဲ့တာကြောင့်ဒီနေ့ဘက်မှာတကယ်တမ်းပေးတင်တာကဒဲဂျေးပေးရမှာဖြစ်ပါတယ်အဲ့တော့ဒါကို level 80အထိပြင်းရှာနေပုံရ Everton ရလက်လေးတော့ကောင်းသွားနိုင်တယ်เนาะဒါပေမဲ့ပြီးခဲ့တဲ့ရာသီမှာလဲ Everton အင်ခွင်မှာ level တရာချုံပေးတာပဲဒါပေမဲ့1 3နဲ့ပဲဝက်ဆန်ကနိုင်ခဲ့တာဖြစ်ပါတယ်အဲ့တော့လက်ရှိ Everton ကတော့တေးပွဲတွေအရင်များနေတဲ့အတွက်ကျွန်တော်ရှောင်းနေနည်းနည်းတေးကြသွားနိုင်တဲ့အနေထားပါဒါပေမဲ့ Everton ချီကအရင်ကြီးကောင်းနေပါတယ်เนาะ Liverpool အသင်းကိုတော့မှဒါ တည်ကံထားတဲ့အနေထားပါ။နောက် Bravo အင်ကောမှာတည်ကံတယ်၊ Man U ကိုတည်ကံတယ်ဆိုတော့ဒီဘက်မှာ Everton အရှုံးတော့ရှိလောက်မယ်မတင်ဘူး။ဆိုတော့တပတ်က West Ham United ကအာဆင်နဲ့အင်ကွင်းမှာနိုင်ထားတယ်ဗျ။ဆိုတော့အဲဒီတုန်းကတော့အနီကတ်ထိလို့နိုင်တာလို့စင်ကြီးပေးလို့ရပါမယ်။လက်ရှိလို့အသွာလာမျိုးနဲ့နှလုံး30ရှုံးအရာတော့ဒီဘက်ကလေတော်တော်ကြီးအနေများပါလိမ့်မယ်နော်။ကျွန်တော်မကြိုက်ဘူးဗျ။ရှောင်ပါတယ်ဒီဘက်ကတော့။အကယ်၍ဟိုကနေနေမယ်ဆိုရင်တော့မှဟို one is double chance Everton နဲ့မှအဆင်ပြေလိမ့်မယ်ထင်ပါတယ်။ Everton ကတော့အင်ကွင်းမှာဒီနေ့ဘက်မှာအဲ့လောက်ကြီးတော့ရှုံးနိုင်မယ်မထင်ပါဘူးနော်။တစ်ဖက်က West န်းကတော့အဓိကသူရဲ့တိုက်စစ်မှုတွေဖြစ်တဲ့ full grab တို့ဒီ antonio တို့မရှိတဲ့အနေအထားမျိုးမှာဘိုးဝင်ကိုပဲအထောင်တိုက်စစ်ထားမဲ့အနေအထားမျိုးမှာ david moes ကောင်းကောင်းကြီးကင်တွဲနိုင်မှာလိမ့်မယ်နော်ဒါကြောင့်ဒီဘက်လေးတော့ကျွန်တော် why is the best chance ever တမ်းပဲကြိုက်ပါတယ် okay အဲ့တော့ဒါဆိုရင်တော့ကျွန်တော်တို့တည်းပရီးမီးယားလိအားလုံးပေါင်း5ဘွဲပြီးသွားပြီ5ဘွဲလား6ဘွဲလားမသိနော်အဲ့တော့ကျွန်တော်တို့သွားမှာကလာလီဂါလေးသွားပါမယ်လာလီဂါမဆိုးဘူးပေါ့နော်အဲ့တော့အစောပိုင်းအနေနဲ့ဒီဆယ်တာဗီကိုနဲ့ဗယ်လာဒိုးလေးပေါ့အဲ့တော့ဆယ်တာဗီကိုကြီးကြီးရရန်ကြီးပြင်းနေတယ်ဗျတလုံး90ပေါင်းအထိ ပြင်းလာတယ်ဆိုတော့ခြေပြင်းတိုင်းလဲအောင်တာမဟုတ်တာလေးတော့ဒါတတိထားပါเนาะအဲ့တော့လက်ရှိ Celta Vigo ကတန်းဆင်းဆောင်အောင်ဆုံးကဒီ Valladolid အိမ်ကမှာသွားကန်ရမယ်အဝေးဝင်းကနေတလုံး40ပေါင်းကိုနှလုံး60ရှုံးဝင်ရုံနဲ့ပိတ်ထားတယ်ဆိုတော့လက်ရှိအနေအထားအရ Celta Vigo ကတိုက်ဆက်ခေါင်းလာမှန်ပေမဲ့အဝေးဝင်းတောက်လျှောက်ကခံစစ်ပွင့်နေပါတယ်ဆိုတော့ပထမအကြော့ဒီနှစ်သင်းက Celta Vigo အိမ်ကမှာတလုံး60ပေါင်းပေးခဲ့ပါတယ်3ဂိုးတကူနဲ့ Celta Vigo ကကြီးအောင်ခဲ့တဲ့အတွက်ဒီနေ့ဘက်မှာတကယ်တမ်းပေးရမှာ level 50ရှုံးမဲ့အဝေးဝင်းကနေဖွင့်လိုက်ရမှာပါဒါကိုတလုံး60ပေါင်း အိမ်ခွင်းမှာပေးတာကိုအဝေးခွင်းတစ်လုံး90ပေါင်းဆိုတဲ့ကဆက်တာဗီကိုသုံးမှတ်မရအောင်ခံမဲ့အနေအထားမျိုးဖြစ်နေပါတယ်အဲ့တော့နှလုံးတရာရှုံးဂိုပေါင်းကြီးဖွင့်လိုက်ရခြင်းရတယ်တစ်ဖက်ကဗီလာတိုးလေးရဲ့လက်ရှိကာရာဖောင်အရာဖွင့်ဆော့တဲ့ဟိုဇယိုက်လက္ခဏာကြောင့်ဖြစ်တယ်လို့ကျွန်တော်ယူဆပါတယ်နောက်ဆုံးသုံးပွဲဆက်9ရထားတယ်အဲ့ဒီမှာဗလန်စီယာအိမ်ခွင်းမှာ2-1နဲ့ဂျီအောင်ထားတယ်လက်စ်ပါမတ်စ်အသင်းကို1-1နဲ့ဂျီအောင်ထားတယ် ဘီဘာကိုအိမ်ကမှ7-1နဲ့ဂိုးရထားတာဖြစ်တဲ့အတွက်တစ်ဖက်ကဆယ်ဒါဗီကိုခန်းစစ်ပွင့်ပုံအရ ACCD ဘွဲက1-1ဒီဘွဲစလိုက်မယ်ထင်ပါတယ်ဒါကြောင့်လည်းနှလုံးတရာရှုံးထိဝင်ရိုးဖွင့်လျရခြင်းလို့တော့ကျွန်တော်ယူဆတယ်ဒါကြောင့်ဒီဘွဲကတော့ကျွန်တော်မောင်းထဲမှာပဲတသက်ထည့်ထားပါဖြစ်ပါတယ်ဒါကြောင့်လည်းတော့ဘွဲအနေနဲ့တော့မကြိုက်ဘူးမောင်းထဲမှာကျွန်တော်ဒီဘွဲဒီဆယ်ဒါဗီကိုဂိုးပေါ်လေးကြိုက်ပါတယ်โอเคအဲ့တော့မာယော်ကာဘွဲကျွန်တော်ရှောင်ပါတယ်ရီယယ်ဘွဲလေးယူထားပါတယ်အဲ့တော့ရီယယ်နဲ့ဗီလာရီယယ်နဲ့မှာ ဗီလာရီရဲ့အိမ်ကွက်မှာရီယဲက level 40ပဲပေးတယ်ဗျာဒါဟုတ်သုံးလုံးတည်ဆိုကြတဲ့ကနှစ်သိန်းစလုံး AACC ကိုးရမယ်အနေထားမျိုးလို့မြင်ပါတယ်ပထမအကြော့ရီယဲအိမ်ကွက်မှာဒီရသည်ပေးတယ်ကြီးကနှလုံး90ပေါင်းဖြစ်ပါတယ်2စီးနဲ့ကြီးအောင်ခဲ့ပါတယ်ဒါကြောင့်ဒီနေ့ဘက်မှာဒီရီယဲမက်ရစ်အနေနဲ့ဝေးဝန်းကနေတကယ်တမ်းပေးသင့်တယ်ကြီးကတစ်လုံး90ရှုံးပေးရမှာဖြစ်ပါတယ်ဒါဟုတ် level 40ပဲပေးထားတဲ့အတွက် ဘော်ဒီကြီးကတော့တော်တော်ကြီးတော့ပျော့နေပါတယ်အဲ့တော့မနစ်ကတော့ဒီလိုပဲအဲမနစ်ကလည်းအဲ့လိုပဲပေးခဲ့တာပေါ့နော်အဲမနစ်ကကျွန်တော်ဒီမှာ2023လောက်ရီရဲ့အိမ်ခွင်းမှာပထမကြော်နှလုံး90ပေါင်ပေးတယ်41နဲ့ပွဲပြီးတယ် ော့ဒုတိယကြော့ရီရဲ့အဝေးခွင်းမှာဗီလာရီရဲ့အင်ဝင်လက်ရောက်ကိုအဝေးခွင်းကနေလဲပဲ90ပဲပေးတယ်4-4နဲ့ဖွဲ့ပြီးတယ်အဲအဲ့လိုမျိုးလေးတော့ဖြစ်နေတယ်ပေါ့နော်ဒီယာတီမှာလည်းလက်ရှိအသွာလာရအဲ့လိုလေးတော့ဖြစ်နေတယ်အဲ့တော့လက်ရှိ level 30ရှုံးမှာ3-3တီရာကတော့ကျွန်တော်နှစ်သိန်းစလုံး AC 900နိုင်တာကြောင့်ကျွန်တော်1-2-2လောက်တော့အဲစမယ်ထင်ပါတယ်နောက်တစ်ချက်ကဗီလာရီရဲ့မှာကဒီယာတီမှာအင်ဝင်တောက်လျှောက်ခန်းစစ်ကတော့ပွင့်ပါတယ်အဲထဲမှာအသင်းကြီးဖြစ်တဲ့ဘာစီလိုနာအသင်းနဲ့ရင်ဆိုင်ခဲ့ဘူးပါတယ်အဲ့တော့ဗီလာရီရဲ့အင်ကမှာဘာစီလိုနာအဝေးခွင်းကနေပေးတဲ့ကြီးက level 100ရှုံးမဲ့ရှိခဲ့ပါတယ်ဒါကို 1 fight ဆိုတဲ့ရလမျိုးပေါ်ခဲ့တာကြောင့်ဒီဘွဲက react အနေနဲ့မရှုံးဘူးဆိုရင်တော့မတေရတော့ရှာကောင်းရနိုင်တယ်ဒါပေမဲ့၃လုံးတေရဆိုတဲ့ G အရာကတော့တေချာပေါ့ဒီဘွဲက Real Madrid ကိုကတော့ပေးရအောင်မယ်လို့ယူဆပါတယ်နောက်ဆုံးဘွဲဒီ Tico နဲ့ဘွဲမှာလည်းသူတို့1 C နဲ့ရှုံးခဲ့တယ်ရှေ့မှာ Real Betis နဲ့ဘွဲမှာလည်း2 1နဲ့ရှုံးခဲ့တဲ့အနေအထားကြောင့်ဒီဘွဲလည်း Villarreal ကိုတလုံးတော့ပေးရအောင်မယ်လို့ယူဆပါတယ်အဲ့တော့1 1ပဲကျွန်တော်တို့တပတ်ပဲကြောက်စရာရှိတဲ့အတွက်ကျွန်တော်ဒီဘွဲလေးတဲ့ Villarreal ရဲ့ goal ball လေးပဲရွေးချယ်ထားပါတယ်โอเคအဲ့တော့နောက်ဘွဲကတော့ကျွန်တော် ဒါမောင်းထဲမှာပဲထည့်ထားတယ်ဂျီရိုနာနဲ့ဗလန်စီယာပွဲပါဒီပွဲကနည်းနည်းလေး complex ဖြစ်တယ်နည်းနည်းလေးဟိုဟိုရှုပ်ရှုပ်တဲ့အပိုင်းကြီးများတယ်ဗျာအဲ့တော့ လက်ရှိဂျီရိုနာဟာ level 80ပေးပြီးတော့နှလုံး80ချုံနဲ့ပြန်ကားထားတယ်အဲ့တော့ပထမအကြော့ Valencia အင်္ဂွဲ့မှာ Valencia က level 50ချုံပေးပြီးတော့2စီးနဲ့အောင်ခဲ့တဲ့အတွက်ဒီနေ့ပေါ်မှာဂျီရိုနာဘက်က level 50ပေးရမယ်အနေထားမျိုးပါဒါကို level 80ဆိုကြတဲ့ကဂျီရိုနာရက်လက်တော့ကောင်းကောင်းကောင်းသွားနိုင်တယ်ဒါပေမဲ့ဂျီရိုနာဟာဒီ Valencia နဲ့ထိတ်တိုက်တွေ့ဆုံမှုပြန်ကြည့်ရအောင်ဆုံး6ပွဲဆက်เนาะ head to head အရာ6ပွဲဆက်ကြီးအောင်ထားပါတယ်ဒီအချက်ကြောင့်ဒီနေ့ဘက်မှာဂျီရိုနာကြီးကြနိုင်ပါတယ်ဒါတစ်ချက်ပါနောက်တစ်ချက်ကဂျီရိုနာရဲ့လက်ရှိကာနာဖောင်တော်တော်လေးဆိုးနေပါတယ်เน เนาะအဲ့တော့ပွဲတိုင်းလို့လို့ရှုံးတယ်အဲတေးပွဲနောက်ဆုံးနောက်ပွဲဖြစ်တာတယ်เนาะအဲ့တော့အဲ့ထဲမှာအဲလက်ရှိကာရာဖောင်နောက်ဆုံး6ပွဲဆက်ကြီးကြာထားတယ်ဆိုတော့ဒီအချက်တစ်ချက်သေးချောင်းတော့ဂျီရိုနာကြီးအောင်နိုင်တယ်ဗျတစ်ဖက်ကဗလန်စီယာဟာအ လောလောဆယ်မှာချီဇဝမ်းကောင်းတယ်ဆိုတာတည်းတန်းစင်းတော်ယုံအားလေးရှိတယ်။အဲယုံအားကြောင့်ရလလီကောင်းနေတယ်။အိုဆာဆူနာလိုအိမ်ခွဲမျိုးမှာ3-3နဲ့ကန်နိုင်တယ်။တေးတမတ်ရတယ်။ဗယ်လာဒိုလစ်ကိုတော့ဒါ2-1နဲ့ကန်တယ်။ဆိုတော့ခန်စစ်ကတော့အနည်းငယ်ပေါက်နေတယ်။ဒါကြောင့်လည်းနှလုံး80ယုံမျိုးဖွင့်ထားခြင်းလို့ယူဆပါတယ်။အဲ့တော့လက်ရှိဂိုးပေါင်းကြီးအသွာလာအရာနဲ့လက်ရှိဒီတန်းစင်းတော်ယုံအားကြောင့်ဗလန်စီယာဒီပွဲလေးတော့အနည်းဆုံးတေးလောက်တော့ရပဲမထင်ပါနဲ့။အဲ့တော့ဗယ်လာရီယာလိုအိမ်ခွဲမှာတော့တလုံး90ပေါင်း1-1နဲ့ကန်တဲ့အနေအထားမျိုးမှာ နော်ခြေစွမ်းစုပ်ပြတ်တက်နေတဲ့ဂျီရိုနာအိမ်ကွင်းကတော့လက်ရှိကောင်းတဲ့ဖောင်ရာကတော့ကျွန်တော်ထင်တော့ဒီဘက်ကသေးလောက်ပဲဂျီရိုနာပေးလိုက်ရမယ်ထင်ပါတယ်နော်အဲ့တော့ဒီဘက်လေးကျွန်တော်ဗလန်စီယာလေးမောင်းနေထည့်ထားပါတယ်ဗလန်စီယာဘော်ဒီဖြစ်ပါတယ်โอเคအဲ့တော့နောက်ပွဲကကျွန်တော်တို့ဒီဘွန်နလီကာလေးမှာအဲနှစ်ပွဲကြိုက်တယ်ဘွန်နလီကာလေးမှာဒီနေ့၅ပွဲမှာနှစ်ပွဲကြိုက်ပါတယ် အကြိုက်ဆုံးကတော့ Water Bremen နဲ့ Motion Club ပွဲဖြစ်ပါတယ်။ Water Bremen အိမ်ကောမှာ Water Bremen က level 50ပေးပြီးတော့သုံးလုံးတည်ဝင်ရောဖွင့်လာတယ်။ပထမကျော့ Motion Club အိမ်ကောမှာ Motion Club က level 50ပေးပြီးတော့4-1နဲ့ Motion Club အနိုင်ရခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ဘက်မှာဒီ Water Bremen ဘက်ကအိမ်ကောရနေ level 50ပေးရမှာဖြစ်ပြီးတော့ပေးတင်တဲ့ဂျင်းမျိုးပေးထားပါတယ်။အဲ့တော့မနစ်ကလည်း Water Bremen အသင်းကအိမ်ကောမှာ level 50ဖွင့်ပြီးတော့တူးတူးဆိုတဲ့ရလပဲ ပွဲပြီးခဲ့တာကြောင့်အခုအနိဒါရအရန်ကြီးပြင်းသောဂျေးမျိုးတော့မဟုတ်ဘူးအဲ့တော့အဲတမိုင်းတခြားအရာကလည်းနှစ်သင်းထိတ်တဲတုစုမှုအရာ၉ပေါ်အများစုဖြစ်ခဲ့တယ်လို့လက်ရှိကာရာဖောင်အရာကလည်းနှစ်သင်းစလုံးကဝါဒါပရီမီယံဆိုရင်လည်းလက်ရှိနောက်ဆုံး၆ပွဲမှာ၅ပွဲ၉ပေါ်ထားပါတယ်ဒါပေမဲ့နောက်ဆုံးပွဲလီဗာကူဆန်အသင်းကို0-2နဲ့တောင်မှနိုင်ခဲ့တဲ့အချက်ကြောင့်ဒါချီစွမ်းကကောင်းတယ်လို့ကျွန်တော်ပြောရမယ်အနိဒါပါဒါပေမဲ့ချီစွမ်းမှတ်မှန်ပါအောင်နောက်ဆုံးအင်ဝင်ကဝူဘက်ကိုရှုံးထားတယ်အဲ့ရှိမှာဟော်ဖိုင်းအသင်းကို1-3နဲ့ရှုံးထားပါတယ်အဲ့တော့ဂိုးကတော့တောက်လျှောက်ရတယ်အင်ဝင်ကဒါပေမဲ့အဲခန်းစစ်ကအဓိကပေါက်နေတဲ့အချက်ကြောင့် ဒီပွဲလဲ AACC ပဲဘိုနင်းလူစကိုဖြစ်မယ်လို့ယူဆပါတယ်။မိုချာကလာဘကတော့ဘယ်အသင်းလာလာလက်ရှိဖွင့်ကန်နေတဲ့အသင်းမျိုးဖြစ်ပါတယ်နော်။ Mace လို၉ရောက်တဲ့အသင်းကိုတော့မှ1 3နဲ့ကန်တယ်ဆိုတော့ဒီပွဲလဲ AACC ကျွန်တော်1 2 2 1ကတော့အနည်းဆုံးစကြည့်ရလိမ့်မယ်လို့ထင်ပါတယ်။အဲ့တော့သုံးလုံးတည်ကြည့်ရမိုချာကလာဘ၉ဘောလေးရွေးချယ်ထားပါတယ်။မိုချာကလာဘ၉ဘောပါ။ Okay ။အဲ့တော့နောက်ပွဲကျွန်တော်တို့ Mace နဲ့ Fryback ပေါ့နော်။ဒီမှာက မေးစ်ဘက်ကလည်းပဲတရာရှုံးကိုနှလုံး60ရှုံးဝင်ဦးနဲ့ပိတ်ထားတယ်ပထမကြော့ fryback အင်္ဂုံမှာ fryback ကတလုံး90ပေါင်ပေးပြီးတော့ဇီးဇီးဆိုတဲ့ရလက်ထွက်ခဲ့ပါတယ်ဒါကြောင့်ဒီနေ့ဘက်မှာတကယ်ပေးတဲ့ဂျီက fryback အဝေးဝန်းကနေ fryback ဘက်က level 50ပေးရမယ်အနေထားပါဒါကိုအခုပေးထားတဲ့အနေထားရမေးစ်ဘက်က level တရာရှုံးဆိုကြတဲ့က fryback ရလက်ကောင်းမှုတော့တိတ်တော့မရှိနိုင်ဘူး မနစ်ကမိတ်စ်အိမ်ခွင်းမှာမိတ်စ်ကဒီ level 50ပေးပြီးတော့ဇီးဝါနဲ့ပဲ fryback ကနိုင်ခဲ့တာဖြစ်ပါတယ်အဲ့တော့အခုဂျေးရကတော့ mace ဂျီတော်တော်လေးပြင်းပါတယ်ပြင်းရခြင်းကလည်းလက်ရှိ mace ကတော်တော်ကြီးကိုခြေစွမ်းကောင်းမွန်နေတဲ့အချက်ပေါ့နော်နောက်ဆုံး၅ဘွဲမှာ၅ဘွဲလုံးအဲ၄ဘွဲလုံးနိုင်လာတယ်တပွဲကတော့တီရလည်းဖြတ်တယ်အဲ့မှာ live sit အိမ်ခွင်းမျိုးမှာ1 2နဲ့9နဲ့ mocha club လို့အသင်းကို1 3နဲ့9နဲ့နောက် အိမ်ဝင်းမှာလည်းဘိုင်ယန်မြူးနစ်ကိုနိုင်လာတယ်ဒေါ့မွန်ကိုလည်းနိုင်လာတယ်ဆိုတော့အိမ်ဝင်းဖောင်ကြီးကအရန်ကြီးမေ့စ်ကကောင်းလွန်နေတယ်ဗျဒီအချက်ကြောင့်လို့တော့ယူဆတယ်ဒါပေမဲ့တစ်ဖက်ကနှလုံး60ရုံဆိုတဲ့ဂိုးပေါင်းကြီးအရာဖရိုင်ဘက်ရဲ့လက်ရှိကာရာဖောင်ကနောက်ဆုံးပြိုင်ပွဲဆုံး6ပွဲမှာ9ပွဲ9ရောက်တာတယ်ဆိုတော့ဒီပွဲမှာအရန်ကြီးဖွင့်ဆောင်မဲ့အနေအထားမျိုးမရှိတာကြောင့်ကျွန်တော်ဒီပွဲလေးတော့နှလုံး60ရုံမှာမေ့စ်ကိုအောက်ပဲယူချေတာပါတယ်မေ့စ်ကိုအောက်ဖြစ်ပါတယ်โอเคအဲ့တော့ဆိုတော့ကျွန်တော်ဒီနေ့ဘွန်ဒလီကာလည်းပြီးပြီလာလီကာလည်းပြီးပြီဆိုတော့ကျွန်တော်တို့ ဒါရွေးချယ်မှုလေးတွေပြောပြပါမယ်เนาะအဲ့တော့ဒီနေ့ရွေးချယ်မှုလေးပြောပြပါ brother တွေအသေးလေးလက်မလေးတယောက်တစ်ချက်လောက်မနေ့ရက်သေးနှိပ်ပေးကြပါ brother တွေเนาะအဲ့တော့ကျေးဇူးများတင်ပါတယ်ဗျာ အဲ့တော့ဒီနေ့15ရက်3လ2025ရက်ကျွန်တော်တကြောင်းနေသောပွဲအဖြစ်5ပွဲတိတိရွေးချယ်ထားပါတယ်။အဲဒီမှာ3စပွဲက Northern Forest Body ဖြစ်ပါတယ်။2စပွဲ2ပွဲရှိပါတယ်။ City Goalball နဲ့ Bournemouth Goalball ဖြစ်ပါတယ်။ဒါက2စပွဲ2ပွဲပါ။ရိုးရိုး2ပွဲရှိပါတယ်။ Real Madrid Goalball နဲ့ Water Bremen Goalball ဖြစ်ပါတယ်။ဒါကရိုးရိုးပွဲ2ပွဲပါ။ဆိုတော့ဒါတကြောင်းနေသောပွဲ5ပွဲဖြစ်ပါတယ်။အဲ့တော့၄သင်းမောင်းလေးပြောပြပါမယ်။၄သင်းမောင်း Mount 1ထဲမှာ Northern Force Body CD ကိုပေါ် Real ကိုပေါ် Water ကိုပေါ်ဒါက၄သင်းပေါင်း mount တစ်ဖြစ်ပါတယ် mount နှစ်လေးပြောပြပါမယ် mount နှစ်ထဲမှာ Valencia Body Mace Go Out Cedavigo Go ပေါ်နဲ့ဘုံမောက်ကိုပေါ်ဖြစ်ပါတယ်ဒါကတော့၄သင်းပေါင်း mount နှစ်ဖြစ်ပါတယ်အားလုံးပဲ collab ပါ brother တွေနော်ကျွန်တော်ဘယ်ပွဲလေးများတပွဲနှစ်ပွဲလောက်ကြီးလေးတွေကြီးပေးရအောင်လဲဗျာနော်ဘယ်ပွဲလေးတွေများကြိုက်ကြလဲဗျအဲ့တော့လီကူဝမ်ကတော့ဒီနေ့ရှောင်းနေဗျအဓိကမိုနာကိုက အဲဒိုင်ယန်လူစင်ဘာလို့ကန်တော့ဘာလို့မပါတော့မှန်တယ်ဒါပေမဲ့တလုံး80ရှုံးထိပြင်းရှားနေပုံမျိုးကအန်ကာအသင်းစီကသုံးမှတ်တော့တေချာပေါက်ရနိုင်တဲ့အနေထားပါဒါပေမဲ့သုံးလုံး40ရှုံးဆိုတဲ့ဂုံပေါင်းကြီးကြောင်အန်ကာအသင်းကကူးရမယ်အနေထားမျိုးဖြစ်နေတယ်ပထမကြော်မိုနာကိုဟာအိမ်ခွင်းမှာနှလုံးသိရေးပေးပြီးတော့အန်ကာကိုဇီးဝါနဲ့ရှုံးခဲ့တာအဲ့တော့ဒီလိုမျိုးအနေထားမှာဒီနေ့ဘက်မှာတကယ်တမ်းပေးတဲ့နေကြီးကအဝေးခွင့်ကနေတလုံး100ရှုံးပေးရမှာအဲ့တော့ ကွက်တီယူအဲ့လောက်ကြီးပေးထားတာတော့ပြင်းနေဗျမနစ်ကအန်ကအိမ်ကွင်းမှာမိုနာကိုအဝေးကွင်းပေးတယ်ကြီးကတလုံးတည်ပဲရှိတာเนาะအဲ့တော့အဝေးကွင်းမှာတစ်ခါမှအဲတလုံး90ရှုံးတော့တစ်ခါပဲဖွင့်မှုတဲ့အနေထားပေါ့လေဒါကြောင့်မိုနာကိုကြေးကြီးရတော့အရန်ကြီးတော့ပြင်းတယ်အဲ့တော့ဟိုအန်ကဟာဒီယာဒီအိမ်ကွင်းမှာအတင်းကြီးတိုင်းကိုကြေးရှုံးထားပါတယ်မာဆေးကို2စီးနဲ့နောက်ဆုံးရှုံးထားတယ်လိုင်ယွန်ကို Z3 နဲ့ရှုံးထားတယ်ကြေးရှုံးထားတယ်เนาะ PSG ကို24နဲ့ကြေးရှုံးထားတယ် Nice ကို14နဲ့ကြေးရှုံးထားတယ်ဆိုတော့အတင်းကြီးဘာလာလာဒီအန်ကာအသင်းဟာအိမ်ကွင်းမှာဒီရသည်ထူးထူးခြားခြား ကြေးရှုံးတာကိုသွားတွေ့ရတယ်အဲဒီမှာလက်ရှိအဆင့်3မာဆေးဟာအဝေးဝန်းကနေတလုံးတည်ရေးပဲပေးခဲ့တာဖြစ်ပါတယ်ဒါကြောင့်မာဆေးတက်တောင်မှပို့ပြီးတော့မိုနာကိုဟာပြင်းရှနေတဲ့အတွက် ကျွန်တော်ထင်တော့မိုနာကိုဘက်ကကြီးပဲ individual ကို over 1.5တွင်းမယ်လို့ယူဆပါတယ်အဲ့တော့တစ်ဖက်ကအန်ကား9ရမရပဲကျွန်တော်ထည့်ထားရမှာเนาะအဲ့တော့လက်ရှိအနေထားအရာကတော့တလုံး80ရှုံးမှာတလုံး40ရှုံးအရာအချိန်မီအန်ကား19ရနိုင်တဲ့ကြောင့်ဟို body deck ဆိုင်9 body ကပူလှမယ်ဗျာမိုနာကိုကလောလောဆယ်အဝေးဝန်းဒီယာဒီတိုက်စစ်ညံ့လာတော့မှန်ဒါပေမဲ့ boating to score ကြီးပဲတောက်လျှောက်ဖြစ်ထားတဲ့အနေထားပေါ့เนาะဒါကြောင့်အခက်မသိရင်တော့ဒီပွဲကတေးလည်းဖြစ်သွားနိုင်တာကြောင့်ကျွန်တော်ဒီပွဲလေးတော့ မနာကိုဂိုးပေါ်လေးတော့ပါပါလေးတော့ကြိုက်ပါတယ်เนาะကျန်တဲ့နှစ်ပွဲတော့မကြိုက်ပြလိုင်လီပွဲလည်းမကြိုက်ဘူးလန်စပွဲလည်းကျွန်တော်မကြိုက်ပါဘူးเนาะโอเคပါ live set ပွဲလေးပြောပြပါအောင်โอเคပါ brother live set ပွဲကျွန်တော်ပြောပြပါမယ်เนาะ live set နဲ့ Dortmund မှာအဓိကမကြိုက်တဲ့အချက်ဟာအဲ Dortmund ကပွဲနည်းနည်းပန်းနေတယ်ပေါ့เนาะအဲ့တော့ဟိုလက်ရှိ Dortmund က quarter final တက်သွားပြီဖြစ်တဲ့အတွက်အဲ့ပွဲကိုပို့ပြီးတော့ပြင်ဆင်လိုက်မယ်ဒါပေမဲ့လက်ရှိအနေအထားအရကလည်းနောက်နှစ်အတွက် Champion League ဝင်ဖို့ရလက်ရှိအနေအထားအရရှုံးလို့တော့မရဘူးเนาะတော့ဒယ်ဂျီပေးထားတာပေါ့မှာ340ပေါင်းအရာ သုံးလုံး40ပေါင်းဆိုတဲ့ကြီးอ่ะအမှန်တိုင်းပြောရင်တော့လေနောက်သိန်းစလုံးရဲ့ကားတော့ဖောင်ရရကအဲတိတ်တော့မကြိုက်ဘူးပြဆိုတော့ဒေါမွန်ဟာတရားဒီအဝေးကမှဘိုးချန်လိုအသိန်းကိုတော့တူးစီးနဲ့ရှုံးထားတယ်ဆိုတော့တိတ်တော့မနေရဘူးဒါပေမဲ့အရေးအကြောင်းရဲ့အမှတ်လူလာပြီဆိုတော့သူတို့တေချာပေါ့ဟိုတေမရရအောင်တော့လှန့်ကန်လိမ့်မယ်တစ်ဖက်က live စိတ်အဓိကအားနေချက်ကတိုက်ဆက်ပိုင်းတော်တော်လေးယူယွင်းနေတယ်နောက်ဆုံး၈ပွဲမှာ၂ပွဲပဲကိုပေါ်လာတယ်နောက်ဆုံးပွဲက private angle မှာ zz ဖြစ်လာတယ် wolf back ကို 1z ပဲကတ်ပြီးအောင်လာတယ်နောက် saint poly ကို 2z ပဲကတ်အောင်လာတယ်ဆိုတော့ဒီဘက်က သုံးလုံး40ပေါင်ရ6အောက်တောင်နေရမလို့တော့ဖြစ်နေတယ်ဗျာဒီလားတော့ပြင်နိုင်တော့ရှောင်းပါကျွန်တော်တော့မကြိုက်ဘူး brother ကြီးเนาะဟိုသုံးလုံး40ပေါင်ရတော့ဗျာဘယ်လိုပဲဖြစ်ဖြစ်6အောက်မဲ့အနေထားကြီးတွားနေတယ်ဗျာဒါပေမဲ့ live စရဲ့အိမ်ဝင်ကဒီရသည်မှာ6ပေါ်တာများတယ်ဒေါမွန်ရဲ့အဝေးဝင်ကဒီရသည်6ပေါ်တာများတယ်ဒါပေမဲ့ကြေးရမယ်နေမယ်ဆိုရင်တော့6အောက်ပဲနေတင်ပါတယ်မကြိုက်ဘူး brother ကြီးမကြိုက်ဘူး AC ပွဲလေးပြောပြပါ okay ပါဗျဟိုဟာနေ AC ကဩညာပွဲเนาะကိုမုံနဲ့ကိုမုံနဲ့ခဏလေးပါ AC နဲ့ကိုမှာကျွန်တော်တို့ Okay အဲ့တော့ AC ကတလုံး80ပေါင်းအထိကြီးရတော်တော်ကြီးကိုပျော်နေပါတယ်เนาะဒါကိုတလုံး40ပေါင်းနဲ့ပြန်ကာထားတယ်ဒီနှစ်သိန်းရပထမအကျော်ကိုမိုအိမ်ခွင်းမှာ AC ပေးတယ်ကြီးကျွန်တော်တို့ level တရားချုံဖြစ်ခဲ့ပါတယ်12နဲ့ AC ကကြီးအောင်နေတယ်ဒါကြောင့်ဒီနေ့ဘက်မှာတကယ်တမ်းပေးတဲ့ကြီးက AC ဘက်ကအိမ်ခွင်းကနေတလုံးတည်ရေးပေးရမှာဖြစ်ပါတယ်တလုံးတည်ရေးအစားတလုံး80ပေါင်းဆိုကြတဲ့က AC ရလက်ကောင်းမဲ့အနေထားမရှိနိုင်ဘူးတလုံး80ပေါင်းမှာတလုံး40ပေါင်းကိုပေါင်းကြီးကြောင့်ကိုမို900ရနိုင်ပါတယ် AC ရ2003ခုနှစ်မှာ ကိုမုံကိုတစ်ချိန်ပဲနိုင်ဘူးတယ်အဲ့တော့တစ်ချိန်ပဲထိတတ်တယ်ဆိုမှဖြစ်ဘူးတယ်အဲ့ဒီချိန်ကလည်း2-0နဲ့နိုင်တာတယ်အဲ့တော့ AC Milan အဓိကပြဿနာကခန်းစစ်တော်လေးပေါက်နေတယ်နောက်ဆုံး၅ပွဲဆက်ပြန်ပွဲတော့၅ပွဲဆက် Bolton to score ဖြစ်ထားပါတယ်နောက်ဆုံးပွဲက Lazio ကန်ကောင်းလို့သူတို့2-3ပြန်ဖြစ်သွားတာပေါ့လीเนาะအဲ့တော့အိမ်ဝင်တောက်လျှောက်ကလည်းဂိုးတွေပေးနေရတယ်အနေထားမျိုးဖြစ်တာကြောင့်တစ်ဖက်ကကိုမုံအနေနဲ့က၃လုံး40ပါမှာကျွန်တော်တို့ဒီပွဲလေးဂိုးပေါ်ပိုကြိုက်တယ် brother ရေးဒီလားဟို body ကြီးရလို့လीအမှန်တမ်းပြောရင်ကြီးကိုယုံနေဆိုရင်ကိုမုံနေတဲ့နေဒါပေမဲ့လက်ရှိအနေထားရ AC က ခြေယူးဖြစ်နေတယ်ဗျာနော်အဲ့တော့ခြေယူးနောက်တော့ကျွန်တော်မလိုက်နိုင်ဘူးအဲ့တော့3လုံး40ပေါင်ရတော့6ပေါလေးရပိုလှမယ်ထင်ပါတယ်เนาะအဲ့တော့ AC ကတော့လက်ရှိ Gimnasio တိုက်စစ်ဟိုတွဲလုံးတွေပြန်ခေါ်ထားပေမဲ့အဲခန်းစက်ကပေါက်နေတဲ့အတွက်ဘာမှသုံးစားရမှာတော့မဟုတ်ဘူးပေါ့လေเนาะအဲ့တော့ဒီပွဲလေးကကျွန်တော်ဟို6ပေါလေးတော့မစိုးဗျာเนาะ AC 6ပေါလေးတော့ပပလေးကြိုက်ပါတယ်โอเค ကဲအဲ့ဒါဆိုတော့ကျွန်တော်ဒီနေ့ live လို့တမပဲအဆုံးသတ်ပြစီ brother တွေเนาะအမှန်တမ်းပြန်တော့ကျွန်တော်ထုံးစံတိုင်းဒါနည်းနည်းလေးစောစောလေးဒါ try ပြီးတော့ကြိုးစားပေးပါမယ် live လို့เนาะအဲ့တော့ဒါနောက်ကြပွဲအနေနဲ့တင်မယ်ဆိုရင်ကျွန်တော်အောက်မှာဒီ link telegram လေးလေးချပေးထားပါတယ်အကေနောက်ကြပွဲဘာညာကြိုက်တယ်ဟိုရွေးချယ်မှုရှိတယ်ဆိုတော့အဲ့မှာပဲအမြဲတမ်းတင်ပေးတာဖြစ်ပါတယ်အဲ့တော့ဒီနေ့ဒါကြည့်ရှိပေး brother တွေ share ပေး brother တွေ comment ပေး brother တွေတောင်းချင်းကြိုက်အများကြီးကျေးဇူးတင်ပါတယ်ဗျမင်္ဂလာရှိသောညလေးဖြစ်ပါစေဗျ good luck ပါဗျ